ီလိုမျိုး AI generate ပုံတွေကို ChatGPT မှာထောက်ခိုင်းတဲ့အခါမှာကျွန်တော်တို့ဒီလိုဒီလိုမျိုးကွန်ပျူတာနဲ့မတူဘူးဆိုရင်ပြဿနာတွေကိုဘယ်လိုဖြေရှင်းရမလဲသိကြင်နော်ဗီဒီယိုဆုံးနေလိုက်ကြည့်လိုက်ပါအရင်ဆုံးအနေနဲ့ကျွန်တော်တို့ Canva ဆိုတဲ့ app ထဲကိုဝင်လိုက်မယ်ဝင်ပြီးသားလို့ရှိရင်ကျွန်တော်တို့ဒီအောက်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ project တစ်ခုခေါ်လိုက်ပါမယ်တက်ပုံကို9 to 16 ratio လိုချင်တာဖြစ်လို့ကျွန်တော်တို့ width နေရာမှာ1080ကိုရိုက်ပြီးတော့ကျွန်တော်တို့ height နေရာမှာ1920ကိုရွေးပြီးတော့ create new design ကိုနှိပ်လိုက်ပါမယ် โอเคဒီလိုမျိုး project file လေးပေါ်လာပြီဆိုရင်ကျွန်တော်တို့အောက်ကဘားရမ်းမှာရှိရဲ icon လေးတွေကိုဘယ်ဘက်ကိုလည်းနည်းနည်းလေးရွှေ့ပြီးတော့ app ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ကျွန်တော်တို့ search bar မှာ face swap ဆိုတဲ့ဟာလေးကိုတစ်ချက်ရိုက်ရှာလိုက်ပါပေါ်လာပြီဆိုရင်ဒီ face swap ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်โอเคလို့ပေါ်လာပြီဆိုရင်ကျွန်တော်တို့ open ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ် ဒီလိုမျိုးပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့အပေါ်က choose one လေးမှာ AI generate ထားတဲ့ပုံကိုရွေးထည့်ပြမှာဖြစ်ပြီးတော့ကျွန်တော်တို့အောက်က choose one မှာဆိုရင်တော့ကျွန်တော်တို့မျက်နှာပါတဲ့ပုံကိုရွေးပြီးတော့ထည့်ရပါမယ်။ Okay ဒီလိုမျိုးနှစ်ခုလုံးထည့်ပြီးတော့လို့ရှိရင်ကျွန်တော်အောက်မှာရှိတဲ့ swap phrase ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပါ။ဒီလိုပေါ်လာပြီဆိုရင်ပုံအောက်မှာရှိတဲ့ add to design ကိုနှိပ်ပြီးတော့ project ထည့်ကိုထည့်လိုက်ပါ။ Okay ဒီလိုဆိုရင်တော့မျက်နှာမတူဘူးဆိုရင်ပြဿနာတွေကိုလွယ်လွယ်ကူကူဖြေရှင်းလို့ပြီးသွားပါပြီ။ Canva ရဲ့မှာ Provisions Pro Tools AI feature တွေအပြင်မြန်မာ font စုံလုံးတွေတောင်းကျင်တယ်ဆိုရင်ကျွန်တော်တို့စီမှာ Canva Edu Pro တနည်းစားသက်စာဆိုပြီးတော့စုံစမ်းမေးမြန်းဝယ်လို့ရပါပြီ။ Canva နဲ့ပတ်သက်ပြီးတည်ချင်တာတွေမေးချင်တာရှိလို့ရှင် comment မှာမေးသွားလို့ရပါတယ်။